အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ကျွန်တော်ဒီနေရာကနေပြီးတော့ဆူမွန်ကောင်တောင်းပြလိုက်ပါတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်ဒီနေ့မှာကျွန်တော်ဒါ feeling တွေတခုခင်ဗျားတို့ဆွေးနွေးမယ်ပေါ့နော်ဒါမနေ့ပြန်ဒီချိန်ဆိုကျွန်တော်ဒါနေမရနေမတိ time သာဖြစ်တော်မယ့် moment တခုကိုကျွန်တော်တို့ရောက်တော့မယ်ပေါ့နော်ဒါပေမဲ့ တခါကြရင်ဗျကျွန်တော်ကလေလူကလူကကံကိုပြုတ်လုတယ်ဆိုကျွန်တော်အများကြီးလုံးတယ်လို့ဘာလို့ဆိုတော့ကျွန်တော်ပြောရမှာခင်ဗျားတို့ကျွန်တော်ခဏခဏပြောဘူးလားမသိဘူးခဏခဏပြောဘူးမယ်ထင်တယ်ဘာလို့ဆိုတော့ကျွန်တော်ရဲ့ channel ကလူတွေကိုကျွန်တော်အဓိကစကားပြောရတယ်ဆိုတော့ကျွန်တော်ဘောမှာကျွန်တော်ဘယ်ရမှာအလကားမရဘူး100%ဘယ်ရမှာကျွန်တော်တို့အလကားမရဘူးကျွန်တော်ဒီ everything ကိုကျွန်တော် work လုပ်ရတယ် တောင်းတောင်းဆိုအသေးလို့လုပ်ရတယ်ကျွန်တော်တခုခုလိုချင်လွတ်လွတ်ကူကူမင်ရအောင်ကျွန်တော်အနေနဲ့တခုမှကျွန်တော်ဘူးမွက်လင်းပြခုမဲ့လက်ရှိမှာကျွန်တော်အင်္ဂလန်သွားတယ်ကိုလုံးဘွဲသွားကြည့်တယ်လူတွေမြန်မာကျွန်တော်အနေနဲ့လေရင်းစီးပြီးတော့ကျွန်တော်ဘဝမှာဘဝမှာပေါ့နော်ဒါကျွန်တော် visa rejection ပေါ့နော်ဒါဘဝမှာ visa reject ဖြစ်တာကျွန်တော်အင်္ဂလန်အများဆုံးပဲ တော်တော်လေးအခောက်ရင်များနောက်ဆုံးချိန်ကျွန်တော်တောက်လျှောက်ကြိုးစားတယ်ကျွန်တော်တော်တော်လေးကိုခါခါတီးတီးကြိုးစားပြီးမှဗီဇာရတယ်အဲနောက်ပိုင်းကျတော့ပူလွယ်သွားတာပေါ့နော်အင်္ဂလန်ဗီဇာရပြီဆိုတော့တခြားနိုင်ငံတွေသွားတယ်ပူလွယ်သွားတယ်ဘာလို့အင်္ဂလန်မှာဒီကောင်မနေဘူးဆိုရင်ကျန်တဲ့နိုင်ငံမှာမနေဘူးဆိုတော့ဆုံးဖြတ်ချက်တွေနဲ့တို့ကျွန်တော်ဒါတောက်လျှောက်ဟိုရှန်ညံတို့ဒါကျွန်တော်တို့အာနယူးဇီလန်တို့ဩစတြေးလျာဒီလိုဗီဇာကျွန်တော်ပူရတယ်အဲ့တော့ကျွန်တော်နိုင်ငံညပူအဲ့တော့ပြောချင်တာကကြွားတာမဟုတ်ဘူးပေါ့နော်အဲ့တော့ပြောချင်တာကကျွန်တော်ဘုရားမှာလွယ်လွယ်ကူကူနဲ့မရဘူးလူတော်တော်များမြင်တယ်ကျွန်တော်လည်းဟိုကျွန်တော်ဘုရားမှာဟားတယ်မှာကျွန်တော်လည်း travel vlogger တို့ကျွန်တော်လည်း motivational blogger မဟုတ်ရဒါကြီးတို့ကျွန်တော်တုံတုံပြောလို့မရှိဘူးဘာလို့ပြောဖို့ ို့လည်းမလို့ဘောတော့အကုန်လုံးကသူတို့ကသူတို့တိုင်ပတ်တဲ့ကြမှာခမရရဲ့အဆောက်အအုံမိုက်တဲ့ဘွားလိုက်ဆိုင်ကြီးကသူတို့တီးဖို့မလို့ဒါကျွန်တော်အတွက်ကလက်ရှိကျွန်တော်ရဲ့ခံယူချက်ပေါ့နော်အဲ့တော့ကျွန်တော်ဘုရားမှာကျွန်တော် ခုနကကျွန်တော် of course ကျွန်တော်လူတယောက်ပဲကြွားကျင်ဆိုဒါပေမဲ့ပြန်စစကျွန်တော်အကောင့်မှာတကယ်ကိုအခုချိန်မှာမိုးမလုံတဲ့လူတွေရှိတယ်အဲ့အမိုးမလုံတဲ့လူတွေမှာမှရည်ရွယ်ချက်ရှိရှိဒီနေရာကိုသွားပြီးတော့လူဒုဘက်ကိုအကျိုးပြုနေတဲ့လူတွေရှိတယ်မိုးမလုံတဲ့လူတွေတော့ကလေးတွေကိုကူညီရတဲ့လူတွေရှိတယ်ဒုက္ခရောက်နေတဲ့လူတွေကူညီရှိတယ်ဒါလုံးလုံးချင်းကူညီနေတာနော်သူတို့နေကြတဲ့အချိန်ဒီနေရာကနေထွက်သွားလို့ရတဲ့လူတွေဖြစ်တယ် ဲ့လိုရှိရတဲ့လူတွေကျမှကျွန်တော်နဲ့ဒါမျိုးကျွန်တော်ပြကြနေကြအောင်အများကြီးပါအထားပါအဲ့တော့ခုနကလက်ရှိမှာကျွန်တော်ကကန်ဆိုတဲ့အရာတခုကျွန်တော်တက်ကတုံတန်မလာဘူးကျွန်တော်တက်ကကျွန်တော်ကိုရန်ဟော့ဝတ်လုပ်ရတယ်ကျွန်တော်အခုလက်ရှိရောက်နေတဲ့နေရာကိုလည်းကျွန်တော်ကိုရန်ကောင်းကောင်းမွန်ကျူးစားတယ်ဟိုလူကိုပေါင်းဒီလူကိုပေါင်းဘယ်တော့မှဖြစ်လာခဲ့တာမဟုတ်ကိုယ့်အကူဒါတိကျတယ်မှာကျွန်တော်ဒါဘောလုံးဆိုတချို့ဒါပြမှန်လေမှာတချို့လူဟာအဲ့တမ်းမှာဒီလူနဲ့ပေါ့ အပွင့်လင်းဆုံးကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်တို့ကျွန်တော်တက်စောတာဆိုလို့ကိုယ်လက်ယုံမဲ့ရှိမဲ့ထင်တယ်ဒါကျွန်တော်ကိုယ်လက်ယုံမြခင် sport ရှိမဲ့ sport or sport for sport footballer football sport ball I'm not ရှိမဲ့ကျွန်တော်အဲ့တော့မမဲ့ကျွန်တော် my sport မှာစောတဲ့ချိန်မှာမမဲ့ရပဲကျွန်တော်တက်စောအဲ့တော့ဟိုကျွန်တော်တို့ဒါတေချာလို့ရတယ်အဲ့တော့ကောင်းတာကျွန်တော်ဘောစီကကောင်းတာကျွန်တော် boost အများကြီးထိုးပြီးဒါပုံမဲ့လည်းပဲဆက်ဆက်ရဲမှာ boost အများကြီးထိုးပြီးတော့အဲ့တော့ကျွန်တော်တော့မြန်မြန်ပြီးတော့အဲ့တော့ဒီညာကို channel ကိုလုတ်တဲ့ချိန်မှာလည်းကိုယ့်အကူဒါအများကြီးပြန်ကြိုးစားတယ်ပေါ့အဲ့တော့ တော်တယ်ရောကျွန်တော်တို့က easy come easy ရတာတော့မရှိဘူးဒါပေမဲ့ကျွန်တော်ဘုံမှာကျွန်တော်ကန်ကောင်းတာတခုကိုပြောပါဆိုရင်တော့ကျွန်တော်မိဘတွေပဲကျွန်တော်မိဘတွေကျွန်တော်တို့ကကျွန်တော်ခေါမှုမှာမူလုံအောင်ထားပေးနိုင်တဲ့မိဘတွေဖြစ်တယ်ကျွန်တော်တို့ကကောင်းကောင်းကောင်းဒါကျွန်တော် ဟိုလမ်းပြန်တော့ကြောင်းမှုပေါ့နော်အဆင်ပြေတဲ့အင်္ဂလိပ်စာကောင်းကောင်းအကြောင်းတစ်ခုထားပေးနိုင်ခဲ့တယ်။ဒါကျွန်တော်ဘယ်တော့မှဆိုအစားတော့သုံးနှစ်ကိုမပူမပင်ဒါအဲ့ဒါကျွန်တော်ဘွားရဲ့အကန့်ကောင်းကျွန်တော်အတွက်ကကျွန်တော်ကျွန်တော်ရွှေစွန်းဆိုတာဒါမျိုးခံရတယ်။ကျွန်တော်လည်းဟိုအင်ဂျီဒါကျွန်တော်တို့ကသုံးရတဲ့ကျွန်တော်လည်းမဟုတ်ဘူးကျွန်တော်ဘွားဒါကျွန်တော်တာမီတာတာမီသုံးပါပေါ့နော်ကျွန်တော်ဒါ living ကကျွန်တော်တို့အခန်းလေးနှခန်းရှိတဲ့အခန်းလေးမှာနေတယ်ဒါဟို apartment လေးမှာနေရတယ်။ဒါပေမဲ့ဘယ်လိုပြောကျွန်တော်ခုနကပြောသူပဲကျွန်တော်အတွက်ကအများကြီးခံကောင်းတယ်။ကျွန်တော်ကျွန်တော်ကိုကျွန်တော်ရွှေစွန်းလို့ကျွန်တော်တို့နေကျွန်တော်ဒါယူဆရတယ်ဘာလို့ဆိုတော့ပြဿနာကြီးပါဒါခုနကကိုခေါင်းမမိုးရှိတယ်ဒီလိုမိုးချိနေဆိုပူပြီးတည်တာတယ်ခေါင်းမမိုးရှိတယ် ဒါတနေ့သုံးနေ့စားနေနေဆိုတော့တကယ်ကိုဒါကျွန်တော်တို့လူချမ်းသာတယောက်ရဲ့အုံစံဘူးဖြစ်သွားအဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ဖိမကျွန်တော်အများကြီးကြည့်ရတယ်အဲ့တော့ဒီညမှာကျွန်တော်ကန်ဆွဲရအောင်ကျွန်တော်အဲ့တော့ကန်ဆွဲရအောင်ကျွန်တော်ဘာလို့ဒီလိုဘေးလပ်လုပ်နေလဲဆိုတော့အခုလက်ရှိမှာခင်ဗျားတို့မှတ်မိလားအခုလက်ရှိဒီဗီဒီယိုကြည့်တဲ့ Arsenal ပရိသတ်တွေဆိုပုံမှတ်မိလိမ့်မယ် Arsenal သင်းနဲ့ကျွန်တော်ဒါ supply ရရှိဖို့အရေးမှာဆွန်ဟောင်မင်တယောက်ကျွန်တော် Ortega နဲ့1 on 1တွေ့ခဲ့တဲ့အလုံးရှိတယ်ကျွန်တော်တို့ ဘဝကိုတစ်ဆက်ချိုးနိုင်သွားခဲ့တယ်လို့ဒါကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်ဘဝတစ်ဆက်လောက်တော့မချိုးအာဆနယ်ဘဝရဲ့တစ်ဆက်ကိုချိုးနိုင်ခဲ့တယ်စပါးတော့လည်းလက်ရှိမှာဘဝတစ်ဆက်ချိုးနိုင်တဲ့ moment ဖြစ်သွားနိုင်ခဲ့တယ်ဘာကြောင့်လဲကျွန်တော်နဲ့ကွန်မြူနီတီနဲ့ဘဝမှာအကြီးအကျယ်ညင်းမှုတွေဒါကျွန်တော်တို့ရည်ရတယ်เนาะအဲ့ဘယ်နဲ့ကျွန်တော်နဲ့သူများရဲ့ကျွန်တော်တို့သူနဲ့စကားတစ်ခါစကားပြောပဲဘာလို့ဆိုတော့ကျွန်တော်နဲ့ရောညင်းတဲ့ဥစ္စာဟိုဒါတကယ်တမ်းဒါဗီဒီယိုရိုက်ပြီးတည်လူတော်များကျွန်တော်နဲ့ရောဒါတက်တက်လုံးဒါ ဆောင်ရမ်းမုန်းတဲ့ကောင်တွေဖြစ်မဟုတ်ဘူးကျွန်တော်တို့ကဒါညင်းပြီဆိုရင် passionately ညင်းတယ်ကိုချမ်းနဲ့ကျွန်တော်လည်းအဲ့တိုင်းပဲကိုချမ်းကျွန်တော်ဒါအားစားတဲ့မှာပါတယ်လူတော်များဒီလိုမျိုးသူ့ကိုမထင်ဘူးကျွန်တော်ဒါညီလေးလို့သူကအရန်စားတယ်တမဟာဒီကောင်ကကျွန်တော်လည်းခါရရပါလို့မဟုတ်အဲ့တို့ဆိုအဲ့လိုကျွန်တော်အငင်းကုန်ရဲလောက်တယ်အဲ့တော့ကျွန်တော်လည်းတကူနဲ့အရန်ညင်းမှုတာရှိတယ်ကျွန်တော်ဒီဘဝမှာ can ဆိုတဲ့ဥစားတော့မယုံမင်းကျွန်တော် butterfly effect ဆိုတဲ့ဥစား immediate မှကျွန်တော်ယုံတယ်ကျွန်တော်အရန်ယုံတယ် effect ကို ကျွန်တော်ဒီဟိုကျွန်တော်မြန်မာလိုပြောမယ်ဆိုရင်ကမ္ဘာတစ်ဖက်ချမ်းကလိပ်ပြတောင်မှခတ်တဲ့ဥစ္စာကမ္ဘာတစ်ဖက်ချမ်းမှာဒါဆူနာမီဖြစ်သွားနိုင်တယ်ဒါမှမဟုတ်ဟိုမုန်တိုင်းဖြစ်သွားနိုင်တယ်ဆိုတဲ့အယူကိုကျွန်တော်အယံယုံတယ်။ဘာကြောင့်လဲ။ပေါ်လုံးမှာဆိုပူယုံတယ်။ဥမာပဲကျွန်တော် example တစ်ခုပြောရမယ်ဆိုရင်ဒါကျွန်တော်တို့အဲလီဗာပူးအခုလက်ရှိအောင်မြင်ခြင်းကဒါပုံမှန်လေးစီဗင်ဂျာတဲ့ချော်လဲခြင်းနဲ့အများကြီးဆိုင်တယ်။ဟုတ်တယ်ဟုတ်ဒါခုနကခင်ဗျားတို့ဒါလက်ခံခြင်းလဲရတယ်လက်မခံအဲ့တော့ လက်ရှိမှာအဲ့ဒီနှစ်ကသာဒါကျွန်တော်လီဗာပူးသင်းတာပရီးမီးယားလိရခဲ့မယ်ဆိုโอเคအခုလက်ရှိမှာလီဗာပူးသင်း16လာ16ဖလားဘော16ခုအဲ့တော့ဒီသင်းကပိုကောင်းသွားနိုင်တယ်အခုလက်ရှိမှာချန်ပီယံလိဒီလုံဂျာဂျန်ကလော့ဆိုတဲ့လူတွေမိုဆာလာဆိုတဲ့လူတွေ အဲ့တော့အဲ့လိုမျိုးလူတွေဖြစ်လာနိုင်မှာမလားအဲ့တော့လက်ရှိမှာဒါကျွန်တော် Brandon Rogers ကြီးနဲ့ပဲဆက်သွားပြီးတော့ Brandon Rogers အနေနဲ့ဘယ်လိုမျိုးဒါကပိတ်ကပတ်ကျဖြစ်သွားအောင်အဲ့တော့တေချာတကူကခုနပြောလို့ပြ Brandon Rogers ကကောင်းသွားမယ်ဆိုတော့ Brandon Rogers ကိုမထုတ်ဘဲနဲ့ Liverpool တင်းကဆက်ထားမယ်ဆက်ထားပြီးတော့ခုနပြောလို့လက်ရှိဒါအချိန်တွေပေးမယ်ဆက်ထားမယ်ပေါ့နော်ဆက်ထားပြီးတော့ဒါကျွန်တော်တို့ Jurgen Klopp ကြီးမဝင်တော့ပဲ Jurgen Klopp ကိုအဲ့ချိန်မှာဒါအကယ်၍ဒါ United ကနီးပြပြောလဲပြော Jurgen Klopp ကြီးကို United ပဲရောက်သွားမယ်အဲ့လိုမျိုးအဲ့လိုခုနပြောလို့ပဲ တခါကျရင်အဲ့လိုမျိုးကျွန်တော် butterfly effect ကိုသိယူနေအဲ့တော့ခုနကကျွန်တော်ပြောရဆိုင်အဲ့တော့ Sohan Min Ortega နဲ့တွေ့တဲ့ moment ဒီ butterfly effect ပဲအဲ့ဒီ butterfly effect ကိုကျွန်တော်သိပြီးတော့သဘောကျတဲ့ effect ပေါ့နော်အဲ့တော့ Arsenal ပရိသတ်တွေက Spa ကိုအခုချိန်ထိတာပြောတော့မယ် Arsenal ပရိသတ်တို့မှာဒီကောင်ဒါတလွဲကံလို့အခုချိန်မှာ Spa တန်းစင်းစုံနဲ့ရောက်နေတာမှန်တယ်ဒါပေမဲ့ဒီတလွဲကံမှုက Spa တင်းရဲ့လက်ရှိမှာ140ကျော်ဖလားရနိုင်တဲ့ moment တစ်ခုကို carry လုပ်နေတာဘာကြောင့်လဲ Sohan Min ကျွန်တော်တို့လွဲသွားတဲ့ moment တစ်ခုက ကျွန်တော်တို့အာဆနောအသင်းဖလားလွတ်သွားတာကြီးပဲမဟုတ်ကျွန်တော်တို့အသင်းရဲ့ချန်ပီယံလိဝင်ခွင့်ကိုပါအကြီးအကျယ်နှောက်ယှက်ခဲ့တာဖြစ်တယ်ဒါကိုကျွန်တော်သိရမှာအဲ့တော့စပါတင်ကအဲ့ဒီလုံးဝင်သွားခဲ့မယ်ဆိုကျွန်တော်တို့ကချန်ပီယံလိကိုဒီနှစ်မှာဝင်နေပြီးတော့အုပ်စုစင်မာတင်ပြုတ်သွားဖို့အတွက်ရာဂိုင်းလုံးများရတယ်မှာပါတယ်။ဒါပေမဲ့အဲ့ဒီလုံးဝင်သွားမဝင်မသွားတဲ့အချိန်မှာကျွန်တော်တို့အက်စတန်ဗလာအသင်းကကြော်သွားပြီးသူတို့ဟာချန်ပီယံလိကိုဝင်သွားခဲ့တယ်။ချန်ပီယံလိကိုဝင်သွားပြီးကျွန်တော်တို့ကယူရိုပါလိကိုဆင်းပြီးကန်ခဲ့ရတယ်။ယူရိုပါလိကိုဆင်းပြီးကန်ခဲ့တဲ့အချိန်မှာခုလက်ရှိမှာယူရိုပါလိမှာဖိုင်နယ်တက်သွားတော့ butterfly effect ပေါ့နော်ဒါကျွန်တော်တို့စွန်ဟောင်းမင်းသားအဲ့ဒီလုံဝင်သွားခဲ့ရင်ကျွန်တော်တို့ကအခုလက်ရှိမှာဘယ်ပြိုင်ပွဲတွေကဘလို့ထွက်နေပြီးတော့ဘလူတွေဘလို့ရောက်နေပြီလဲကျွန်တော်တို့သိနေတယ်အဲ့တော့တခါကြရင်ဗျာအဲ့ဟို Marvel What If series ဆိုတဲ့အရာဆိုတော့အများကြီးရှိအဲ့ What If ဆိုတဲ့အရာကျွန်တော်တိတ်သဘောကျတယ်အကယ်၍များဆိုတဲ့အဲ့ခမရဘဝမှာပေါ့နော်ခမရရဲ့ဆုံးဖြတ်ချက်တည်ငှလေးကိုနည်းနည်းလေးပြောင်းလိုက်ခမရကအခုခမရမဖြစ်နေဘူး အဲ့ဒီ moment ကိုကျွန်တော်အရန်ကြိုက်တယ်အဲ့ဘဘွားမှာပေါ့ကျွန်တော်နေခုနပြောလို့အဲ့ကျွန်တော်လာလာလန်းကိုအကြအဆုံးကျွန်တော်ဘွားမှာဟိုကျွန်တော်ရင်တော့ခမရတောင်းတောင်း main stream သမားမဟုတ်ကျွန်တော်ဒီကျွန်တော်မှာ site ကိုအခုလက်ရှိစပါးကြိုက်တာဒါကြောင့်မို့နော်ဘွားမှာကျွန်တော်ဒီ main stream ကိုကျွန်တော်ရှောင်းတယ်သူများတွေကြိုက်လို့ like ကြိုက်တာကျွန်တော်မလုပ်ဘူး အဲ့ဒါကြောင့်မို့လို့ Love the Ring တို့ဘာလို့ကြည့်ရတယ်မှာတော်တော်လေးကိုနောက်ကျတယ်အခုချိန်ခင်ဗျားတို့ပြောခင်ဗျားတို့ကြည့်တော့ကျွန်တော် Harry Potter သိသိချာချာမကြည့်ဘူးဒါကျွန်တော် movie အသေး YouTube တဲ့ကောင်းနော်ဒါပေမဲ့ကျွန်တော်ဘုရားမှာဒါထွက်ထွက်ကြည့်ကြည့်ဘူးဒါ Marvel တို့ပါကျွန်တော်က comic book ကိုငငယ်လေးကတည်းစာအုပ်ဖတ်တဲ့ကောင်ဖြစ်တော့ကျွန်တော် comic book ကိုတော့ YouTube တယ်အဲ့ဒါတပိုင်းထားပါလက်ရှိမှာဒါကုနာပေါ်သူပဲကျွန်တော်အတွက်ကအဲ့ဒီလို what if ဆိုတဲ့အရာကြီးတခုအဲ့တော့ကျွန်တော်ဘုရားကုနာပေါ်ကျွန်တော်ကလာလာလမ်းကိုအရန်သဘောကျတယ်လာလာလမ်းမှာကျွန်တော်ဘာလို့သဘောကျလဲ နီးပြဒမီယန်ရှယ်ဇောင်းနေတကားလုံးကိုကျွန်တော်နေသိမ့်မကြိုက်ဘူးဆိုတကားသိမ့်မကြိုက်ဘူးတကားလုံးကြိုက်တယ်ဒါပေမဲ့တကားလုံးရဲ့ကယ်ရီယာနောက်ဆုံးမိနစ်ပိုင်းမှာ Ryan Gosling နေနဲ့ Emma Stone ရဲ့ character ကိုနည်းနည်းလေးသာပိုကောင်းပေးခဲ့ရင်နည်းနည်းလေးသာရည်စားဆန်ခဲ့ရင် Emma Stone ရဲ့ character Ryan Gosling နဲ့ညောင်းအောင်ညားမှာအဲ့ဒီ sense ကတေလောင်းအောင်ကြောက်ဖို့ကခင်ဗျားခုနပြောဆိုလက်ရှိမှာခင်ဗျားတို့ကျွန်တော်ပြပြမယ်ခင်ဗျားတို့ရဲ့အချစ်ဦးပဲခင်ဗျားတို့ကွဲသွားတဲ့အချစ်ဦးမှာခင်ဗျားတို့တေးသေးလေးတွေကို 3က4ကတော့ပြည့်ပင်လိုက်ခင်ဗျားတို့အဲ့အခြေအနေညားနိုင်လားအဲ့ဒါအင်္ဂလိပ်မှာဟာတာတစ်ခုရှိ is the thought that keep you awake at night လာလာလောင်းကျွန်တော်အရန်သဘောကြတယ်ပြီးကျွန်တော်လုံးဝအရန်ကြိုက်ပြီ what if မှာလုံးဝထပ်မကြည့်ရတဲ့ဇာကားရှိတယ်အဲ့ဒါဘူဂျက်ခော့စ်မန်ပဲကျွန်တော်ဘူဂျက်ခော့စ်မန်အရန်ယူတော့အောင်ကြဒါပေမဲ့ဒုတိယတစ်ခါကျွန်တော်ပြန်မကြည့်နိုင်ရင်နာလို့လာလာလောင်းဒီတိုင်းမှာကျွန်တော်ဒုတိယတစ်ခါတောင်းတောင်းကျွန်တော်တစ်နှစ်မှာတစ်ခါပဲလာလာလောင်းအောင်ကြည့်တယ် Lord of the Ring ကျွန်တော်ရဲ့အကြိုက်ဆုံး series ဖြစ်သွားအဲ့တော့ပြောချင်တာက အဓိကကျွန်တော်ပြောရမှာ what if ဆိုတဲ့ဥစ္စာအရင်ကြောက်ဖို့ကောင်းတယ်။ can ဆိုတဲ့အရာအဲ့ butterfly effect ဆိုတဲ့အရာကအင်မတန်မှကြောက်ဖို့ကောင်းတယ်။စပါအတင်းတာအခုလက်ရှိမှာဒါမဲ့မနက်ဖြန်မနက်ဖြန်ညပေါ့နော်ဖလားရရှိခဲ့မယ်ဆိုရင်ဆိုဟောင်းမင်းအော်တေကာကိုတဲ့ပြီးကန်ခဲ့တဲ့ဘောလုံးကစပါအတင်းရဲ့တမိုင်းတစ်ချောင်းမှာအေးပါဆုံးသောလွဲချော်မှုတစ်ခုအနေနဲ့ဖြစ်သွားနိုင်တယ်။ ဒါကြီးကလောကရဲ့ဟာတာတစ်ခုပေါ့ဗျာနော်လောက်ပါပဲဘလုံးဘွဲတွေကိုကြည့်ရှုဖို့ဒါဘလုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာချင်းလို့ဆိုတာပေါအောင်ကူညီလို့ရပါတယ်မိုင်းလက်ကလစ်ဖို့မမိကြပါနဲ့ဗျာအောက်က comment တွေထဲမှာလေ Youth Sport Media 3.0ဆိုတဲ့ ဒီ video ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်တော့ကွန်ကြီးပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုခင်ဗျားမြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့မြန်မာကလစ်မှမမေ့နိုင်မှာဖြစ်ပါတယ်အားလုံးမကြည့်ကြပါနဲ့ကောင်းမွန်သောဒီလေးတွေနေဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှာ AA စစ်စစ်တူကြတာပေါ့အားလုံးမကြည့်ကြပါနဲ့မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့မြန်မာကလစ်မှမမေ့နိုင်မှာဖြစ်ပါတယ်အားလုံးမကြည့်ကြပါနဲ့ကြော်တော်ကွန်ပြပါဦး Dave ပါ